မင်္ဂလာပါရှင်။မူတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ NASA ကလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာပြည်တွင်းမှာကိုပိုင်ထုတ်လုပ်ထားတဲ့ sniper rifle အသစ်ကိုထောက်သုံးလာတယ်လို့ဆိုကြပါတယ်။ဒေသပိုင်းတွေမှာတော့ NASA ကတပ်ဖွဲ့ဝင်တွေအသုံးပြုနေတဲ့ sniper rifle အသစ်ကဘလို့စွမ်းရည်မျိုးတွေရှိနေတယ်လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီ season လေးမစတင်ခင်မှာတော့မူတာမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါဦးရှင်။ ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံပြည်ထနာတွေဖြစ်လာခဲ့ပြီးနောက်နည်းနည်းကိုင်းတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာဒီနေ့ကြော်လာချိန်မှာနာဆတ်ကတက်တွေဟာဒရုန်းတွေစက်တက်လေထီတွေကိုအရင်ထက်ပုံမှုအသုံးပြုလာခဲ့တယ်လို့တာဝေးလက်ဖြောင်ပြဖို့စနိုက်ပါရိုင်ဖယ်အသစ်တွေကိုပုံမှုအသုံးပြုလာတယ်လို့စီးအစ်စ်ဝင်စားသူတွေက သုံးသက်ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လအတွင်းနာဆတ်ကကထုတ်ပြန်ခဲ့တဲ့ရုပ်သံဖိုင်ထဲမှာနာဆတ်ကတက်ဖွဲ့ဝင်တအုပ်ဟာကပါစာကအသေးထုတ်လုပ်ထားတဲ့ တာဝေးပစ်စနိုက်ပါရိုင်ဖယ်တနက်ကင်ဆောင်ထားတာကိုတွေ့မြင်ရတယ်လို့နာဆာကဘက်ကလည်းလက်လွတ်ခဲ့ရတဲ့စကန်တွေမှာလည်းအသေးထုတ်လုပ်ထားတဲ့စနိုက်ပါရိုင်ဖယ်တွေကိုတွေ့မြင်ရတယ်လို့ဆိုကြပါတယ်။နာဆာကတပ်တွေထုတ်သုံးလာတဲ့စနိုက်ပါရိုင်ဖယ်အသေးဟာမြန်မာစနိုက်ပါဘော့အရှင်သို့မဟုတ် MASB လို့အမည်ပေးထားပြီးကပါဆာကနေထုတ်တဲ့ MAS series အသေး MASB လို့ကနေဦးသိရပါတယ်။စီစေဝင်စားသူတအူကတော့ တမ်မတော်ရဲ့ကပါစာကနေထုတ်တဲ့ MAS series အသစ် MASB လို့ကနဦးသိရပါတယ်။အရင် MAS နဲ့မတူပြောင်းလဲသွားတာကတော့ bot action ဖြစ်သွားတာပါပဲ။မြန်မာလိုရှင်းရှင်းပြောရရင်တော့ကြီကိုဆက်ထိုးမဟုတ်ပဲလက်ထိုးဖြစ်သွားတာပါ။အရင် MAS 23တုန်းက DMR sniper ဖြစ်ပြီးတော့ခြေမောင်းရဲ rifle တွေလို့စက်တိုက်ပစ်ခတ်လို့ရတဲ့ဆိုပေမဲ့စီရန်တောင်းကထွက်တဲ့ gas ကိုအသုံးရမှာကြီပေါက်သေးကြီကိုပြောင်းလဲကော်ထဲရမှာကော ပြောင်းလဲကနေအချိန်နဲ့ကြည်တွဲရာမှာရောအတုံးချနေရတဲ့အတွက်ထိရောက်မှုအနည်းငယ်အားနေပါတယ်။စနိုက်ပါဖြစ်ပြီးစနိုက်ပါလို့ထိရောက်မနေဘူးပေါ့။ထိရောက်မှုအကွာဝေးလေခွင်းနှုံနဲ့ပြင်းမှတ်ပေါ်ထိရောက်မှုစတာတွေမှာအတော်အသင့်အားရော့သွားစေပါတယ်။ MASB မှာတော့ကြည်ကိုတတောင့်ကျင်းတဲ့နဲ့ထိုးရတာ gas ကိုကြည်ထွက်နှုံတစ်ခုတည်းအပေါ်တက်ရောက်စေပြီးတော့ကြည်စံရဲ့ရမ်းပါကွဲမှုပြင်အားအပြည့်ဝရရှိစေလို့ပို့ပြီးတော့ထိကျက်ပြင်းထန်စေပါတယ်။ တထောင်ချင်းထိုးရတဲ့အတွေ့ကြီးညက်ခြင်းပြဿနာပါဖြစ်ရှင်းပြီးသားဖြစ်သွားပါတယ်။နှိုက်ပါပူဆန်လာတယ်ပဲပြောရမှာပေါ့။အတုံးပြူထားတဲ့ပြောင်းကာပိုင်းတင်ပိုင်းနဲ့မီးကာပြောင်းစတာတွေမှာလည်းအတော်လေးခင်မြေပြီးတော့ပေါ်ပါတဲ့ပုံစံလို့ခံမဲရပါတယ်။အရင် MAS မျိုးကွဲ တွေတဲ့ဒီဇိုင်းဟာတိတိတသားကွဲထွက်လျက်ရှိပြီးတော့ပေါ်ပြီးခင်မြေရဲ့ဒီဇိုင်းလည်းဖြစ်ပါတယ်။အရင် DMR တုန်းကလည်းမထိရောက်တာမဟုတ်ပေမဲ့ရန်သူကြီးကအုတ်ထုံနဲ့အင်ကြီးတွေကကာမွန်နာကြောင့်ထိရောက်တင်သလားမထိရောက်ခဲ့ပါဘူး။ ရန်သူစနိုက်ပါနဲ့ရှင်ရမှာလေတရားမှုအကွာအဝေးချင်းကွာဟနေရတဲ့အတွက်ကောင်တာစနိုက်ပင်ကောက်ကောက်မလုံနိုင်ပဲရန်သူစနိုက်ပါတန်းတော်တော်ခံခဲ့ရတာအားလုံးနဲ့တည်ပြီးသားဖြစ်ပါတယ်အခု MASB ဟာအရှင် MAS 23ထပ်ပို့ပြီးတော့တရားမှုအကွာအဝေးပို့ရှိပြီးပို့အသုံးဝင်မယ်လို့မျက်မြင်အနေထားရသုံးသပ်ရပါတယ်တမ်ရော်တုံး MAS တွေမှာသုံးတဲ့မှန်ပြောင်းတွေမှာအနေငယ်အားနည်းလျက်ရှိတယ်လို့လည်းရေပြင်သတင်းတွေအရသိရပါတယ်သက်ဆိုင်ရာလူကြီးတွေအနေနဲ့ MAS မှာသုံးတဲ့ တိုင်ပင်စကုတ်ကိုပိုကောင်းတဲ့စကုတ်အပြင်ရန်သူ တက်တပန်းတာစီဖို့ညာကြည့်ဖြူမဲကလာတော့တာမဲစနစ်ပါစကုတ်တွေပါချပေးဖို့ပိုထိရောက်မယ်လို့အကြံပြုသုံးသက်ပါတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာသုံးသက်ရှင်းတာထားပါတယ်။ဆက်လက်နဲ့ပစ္စည်းအကြောင်းအရာတွေကို ရှင်းတာဖော်ပြနေရင်102.0အမည်ရှိရဲ့ page တစ်ခုကတော့နာဆကတက်တွေထုတ်သုံးလာတဲ့ sniper အသစ်ရဲ့ bay quality စွမ်းဆောင်ရည်ကိုတော့နာဆကကလွယ်လို့တခြားသူတွေသေချာမသိနိုင်သေးပေမယ့် အရင်ထုတ်လုပ်ထားတဲ့ MAS MK1 အမျိုးအစားစနိုက်ပါ MAS MK2 အမျိုးအစားစနိုက်ပါတွေထက်ထိရောက်မှုအကွာအဝေးပိုကောင်းမှာတော့တေချာတလောက်ရှိရဆိုပြီးတော့သုံးသက်ရှင်းသားထားပါတယ်။ထိုင်းနိုင်ငံအခြေဆိုင်စစ်လက်နဲ့ပစ္စည်းအကြောင်းအရာတွေကိုရှင်းသားဖော်ပြနေတဲ့ပန်တစ်အမည်ရှိရဲ့ website တစ်ခုကတော့မြန်မာနိုင်ငံဟာခုနှစ်တသက်မှ6နှစ်ကြီးစံသောဘိုးအရှင်အမျိုးအစားစနိုက်ပါရိုင်ဖယ်ကို2019ခုနှစ်ကကျင်းပခဲ့တဲ့ထိုင်းလက်နက်ပြပွဲအတွင်ပြသခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းရှေ့တန်းစစ်မျက်နှာပြင်တွေမှာအဲ့ဒီ sniper rifle အသေးကိုအသုံးပြုလာမရှိသလောက်နေပါခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့နာဆတ်ကတပ်ဖွဲ့ဝင်တွေနဲ့ဝါရာစုပြည်သူစစ်အဖွဲ့ဝင်တွေလက်ထဲမှာအဲ့ဒီ sniper rifle အသေးကိုတွေ့မြင်လာရတယ်လို့ပန်တီးအမည်ရှိ Thai website ကဖော်ပြထားပါတယ်။ Thai website ရဲ့ဖော်ပြချက်တွေအရနာဆတ်ကတပ်တွေအသုံးပြုနေတဲ့ sniper rifle အသေးစနစ်ဟာ boss အရှင်ဖြစ်တယ်လို့သိရပါတယ်။ ထားလင်းတဲ့ပြပွဲအတွင်ပြခဲ့တဲ့မြန်မာစနိုက်ပါ post action ဟာတနက်ကြီးတသက်အလေးချိန်15တသက်မှ6နှစ်ပေါင်းရှိပြီးတနက်စုစုပေါင်းအရှိက55တသက်မှ6ခွန်လက်မရှိကစီထွန်းသောအရှိန်ကတစ်စက္ကန့်ကို152မီတာရှိပြီးတယောက်စွာပြေကန်းနိုင်တဲ့အကွာအဝေးကမီတာတစ်ထောင်ဖြစ်ပြီးတော့ပြောင်းရည်ညာလေးမြောင်းနဲ့စနက်လက်မအရစ်ဖော်ထားတယ်လို့ပန်တိအမည်ရှိရဲ့ website ကဖော်ပြထားပါတယ်။အဲဒီ MASB လို့အမည်ပေးထားတဲ့မြန်မာစနိုက်ပါ post action အမည်ရှိရဲ့ တာဝေပြစ်ရိုင်ဖရဲ့လက်ကင်ဟာအစ်ရီ ACC လက်ကင်ဖြစ်နေတယ်လို့တနတ်တင် အပြစ်လက်ကင်နဲ့စီအိမ်တွေမှာပိုလီမာတက်ဆင်ထားတယ်လို့ဆိုကြပါတယ်။နာဆာကတပ်တွေထုတ်သုံးလာတဲ့ MASB လို့အမည်ပေးထားတဲ့စနိုက်ပါရိုင်ဖယ်နဲ့ပတ်သက်ပြီးအားသာချက်တွေရှိနေတယ်လို့အားနယ်ချက်တွေလည်းရှိနေတယ်လို့စင်လက်နဲ့ကင်အဖွဲ့တွေကိုစနိုက်ပါရိုင်ဖယ်လေးကျင့်ကန်းတွေတင်ပေးနေတဲ့အေဇက်ဂူလန်ကပြောတယ်လို့102.0 page ကဖော်ပြထားပါတယ်။ AIF အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့အေဇက်ဂူလန်ကကိုရဲမှာ MASB လို့ရေးထားတွေ့ရတယ်။ MAS ကတော့မြန်မာအာမေစနိုက်ပါ။ B ကတော့ Boss Action ကိုရည်ညွှန်းတာလား။မျိုးကွဲ B လို့ဆိုလိုချင်တာလားဆိုတော့သိချာမသိရသေးပါဘူး။ကပါစာတုတ်လက်နေငယ်တွေမှာမျိုးကွဲဆိုရင် MK1 MK2 နာမည်ပေးလို့ရှိရဆိုတော့ B ဆိုတာမျိုးကွဲကိုပြောချင်တာမဟုတ်ပဲ Boss Action ကိုပဲရည်ညွှန်းတာဖြစ်နိုင်တယ်လို့ယူဆရပါတယ်။တနက်ရက်ကိုရဲမှာ P Garden ရိုင်းပါလာတယ်။ ဒါကြောင့်စကုတ်တွေတက်ဆင်ဖို့ဆိုရင် Brain Interface မှာတိုက်ရိုက်တက်လို့ရလာတယ်။အရင်က MAS MK1 MK2 ဆိုရင်စကုတ်တက်ဖို့အတွက်အက်ဒက်တာတွေလိုအပ်တယ်။အခုဆိုရင်အက်ဒက်တာမလိုတော့တာကြောင့်ကိုယ်စိတ်ကြိုက်စကုတ်တွေတက်ဆင်ဖို့တော်တော်လေးအဆင်ပြေလာတယ်။ဒါပြင်ဟန်ကတ်ရဲ့12 o'clock 6 o'clock နေရာမှာလဲ Page Right ပါသေးရဲ့6 o'clock မှာ Bind Board တက်လို့ရတယ်။12 o'clock မှာတော့သားမဲ့ကလင်အွန်နေတက်ချင်ရင်မှတက်လို့ရသေးတယ်။စက်တက်မှာဒီလို accessory တွေသုံးတာမတွေ့ရသေးပေမဲ့ ကောင်းဖို့ရှိလာရင်တော့ဟန်ကက်မှာ Ryan Darby ပြင်ဆင်ထားပေးသားလို့ပြောရမှာပါဟန်ကက်က receiver မှာစကူဆွဲပြီးတော့ဓာတ်ရိုက်လာတက်ဆင်ထားတဲ့ခိုင်ခန့်နေတနက်ပြောင်းကလည်းဟန်ကက်နဲ့ထိမိနေပဲ free floating ဘာရယ်ဖြစ်လာပါတယ်တနက်ကိုရက်ကလည်းပြောင်းကလည်းထုတ်ပြီးတော့ကန်အား short ချပေးမယ် mazel break ကလည်းမဆိုးဘူးဒါရီကြောင့်ပြက်ကတ်တဲ့အခါနောက်ကန်အားနှဲပြီးပြက်ကတ်သူကိုတတောင်တတာဖြစ်စေရဲ့ကရရာဘယ်လန့်ဖြစ်တယ်အလေးချိန်မျှပါတယ်တနက်တင်စတော့မှာပါတင်ဖို့ cheese riser ပါတယ်။အတိုရှိချိန်ကြီးဖို့ adjustable ဖြစ်တယ်။ဒါတွေက sniper တလက်အတွက်အခြေခံလိုအပ်ချက်တွေဖြစ်ပေမဲ့ NASA ကထုတ် rifle မှာပါလာတာကကောင်းကွက်လိုပဲပြောရပါမယ်။မောင်းတော့ကိုတနက်ကိုရဲတဲကထုတ်ပြီးရဲ့အခါတစားစီဖြုတ်လို့ရတာကတစား sniper တွေနဲ့ရှင်ရင်အတော်လေးရိုးရှင်းတယ်ကိုရဲဆိုပြီးတော့ပြောပါတယ်။ NASA ကတက်တွေအသုံးပြုလာတဲ့ MASB အမည်ရှိရဲ့ sniper rifle တနက်အသစ်မှာအားနည်းချက်တွေရှိနေတယ်လို့လဲ AIF အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ Isaac Gulen ကပြောပါတယ်။ အေဇက်ဂူလန်က MASB အမည်ရှိရဲ့ sniper rifle တနက်အသင်းနဲ့ပတ်သက်ပြီးတော့အားတာချက်တွေကိုတုံးသက်ပြောဆိုထားတယ်လို့အားနည်းချက်တွေကိုလည်းထောက်ပေါ်ပြောဆိုထားတယ်လို့102.0အမည်ရှိရဲ့ page ကဖော်ပြထားပါတယ်။အေဇက်ဂူလန်ကတက်ဆင်ထားတဲ့ scope ကဘီလာရုစ်နိုင်ငံတော် PSOP scope အမျိုးအစားဖြစ်ပြီးအရေးသေးပိုင်းကောင်းမွန်မှုအားနည်းတယ်လို့ဒီ scope တွေကအကြမ်းမခံတာ reliability ပြဿနာရှိရာကြောင့် series ရောက်မှာဆိုရင် transcope လို့ခေါ်ကြတယ် ဒါမှ MASB မှာတက်စင်တဲ့ scope က MASMK1 နဲ့ MK2 တွေမှာတုံးတဲ့ PSO scope ထက်တော့တားတယ်။အစင်းမြင့်တင်လာရပြောရမယ်။မြင်ရတဲ့ပုံရိပ်အရေးသွေးပိုကောင်းနေ။ MASB sniper ရဲ့ mounting တန်းဘိုးဟန်တယ်ကပပလီဖြစ်နေတဲ့အတွက်ကျိုးလည်ပြီးတော့ဘိုးအရှင် rifle တွေမှာအဖြစ်များတဲ့ပြဿနာကခြေကုန်ညက်တဲ့ပြဿနာဖြစ်ပါတယ်။ဒီပြဿနာကိုရှင်းဖို့ဆိုရင်ပုံမှန်စစ်သားတယောက်က mounting တန်းကိုအားနဲ့ရိုက်လို့ရှိရဲ။ဒါမျိုးလုပ်ရင်ဘိုးဟန်တယ်ကကျိုးထက်သွားနိုင်တယ်။ တက်ကြနေရတယ်မှာတင်ဆက်မိရဲ့ပုံတွေမှာလဲဘိုးဟန်တယ်တွေကျိုးနေတာမကြခဏတွေ့ရတယ်။၎င်းကိုယ်တိုင်လေ MASB တွေမှာမောင်းတင်တယ်ကျိုးနေတာတွေတွေ့ထားရတယ်လို့ပြောပါတယ်။ကြည်ထိုးရတာမောင်းတင်တန်ကစားတာ Boss Manipulation ကအဆင်မပြေဘူး။ကြည်ထိုးထားပြီးချိန်မောင်းတော့ကမငြင်ပဲခက်လလုဖြစ်နေသေးရဲ့။ထရိတ်ကဆေးရတာလေးပင်ပဲတိတ်ဆိုးကြည့်အောင်မဟုတ်ဘူး။ရှေ့မှာပြောခဲ့သလိုတနက်တင်ကအတိုရှိကစားဖို့အတွက် Adjustable 3 Position ရှိပေမဲ့ PSOB Scout ရဲ့ Iron Release ကရှေ့ဝင်ရှောင်းနေတယ်။တနက်တင်ကိုအဆုံးထိဆွဲထုတ်ထားချိန်မှာ Scout ရဲ့ Iron Release ကြောင့်ပိတ်ချမြင်မှာမဟုတ်ဘူး။တင်ကိုပထမဓမ္မမဟုတ်ဒုတိယ position မှာထားမှာပဲ Iron Release ကောင်းကောင်းရပြီးတော့ပြင်မျက်ကိုတိတ်ချမြင်ရနိုင်ပါတယ်။ဒါကြောင့် Adjust Event Store ဖြစ်ပေမဲ့အသုံးမဝင်သလိုဖြစ်နေရဲ့ PSOB Scout ကို Rhine နောက်ဆုံးမှာတက်ထားတယ်။ Iron Release ကတင်ရဲ့ပထမဒုတိယနေရာလောက်မှာပဲရှိနေရဲ့။အတေကကတော့ Rhine ပဲပြဿနာထက် တွဲပေးထားတဲ့ PSOP scope ရဲ့ပြဿနာပါလေရိုင်ဘက်ရဲ့အကြီးဆုံးပြဿနာပြောရမယ်ဆိုရင်စစ်သုံးအဆင့် right ဘဲလို့ပြောဖို့တာခက်သွားစေတဲ့အချက်ကမောင်းနှုတ်ကိုဖျောက်ဖို့နဲ့ကိုတဲအတွင်းတန့်ရှင်ရင်းနဲ့ပြောပြင်ထိမ့်သိမ့်တာပဲလောက်ဖို့ဆိုရင်တောကဘာကိုဖျောက်ဖို့လိုတယ်တောကဘာဖျောက်ဖို့ဆိုရင်ဒီတိုင်းဖျောက်လို့မရပဲအန်ကီအလန်ကီရှိမှာပဲ score တွေကိုဖျောက်လို့ရတယ်တန်းတဲ့ငယ်ဆိုတာ toast တွေမပါဘဲနဲ့ခြေတန်းမှာတန့်ရှင်ရဲ့ main damage လုံနိုင်ဖို့လိုတယ် နောက်တန်းကလက်နဲ့ပြင်ထိန်အစင်မဟုတ်ပဲရှေ့တန်းအော်ပရေတာအစင်မှတင်းဒေးအစံဘက်လီအတွဲ LK လိုနေတာကတကယ်ပြဿနာပါဒေးစားတဲ့ LK နဲ့ဖြုတ်ထားတဲ့စကူတဲသေးလေးပျောက်သွားရင်တောကပါပြန်တက်လို့မရှာပဲနဲ့ရိုင်းဘဲကသုံးလို့မရနိုင်ဘူးဆိုပြီးတော့ပြောပါတယ်ဘလော့ဘင်ဆိုနေစေကမှ NASA ကဟာပြည်တွင်းမှာပဲစနိုက်ပါရိုင်ဖယ်တွေကိုကိုယ်ပိုင်ထုတ်လုပ်နိုင်ခဲ့ခြင်းဟာပြည်ပနိုင်ငံတွေကဝယ်ယူတာနဲ့နှိုင်းချင်ရင်ကုန်ကြမ်းစည်းတက်တာလာနိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ဆက်လက်နဲ့ပြည်စည်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်စေမယ့်ခြေလှမ်းတရက်လို့ဆိုနိုင်ပါရဲ့ရှင်